ရှားစိုးပြောက်စီတမျိုးကိုတောင်းမီလို့ကြောက်ကပ်ပြက်စီပြီးတင်းဆုံသွားခဲ့တဲ့ကလေးငယ်တူရဲ့ရုပ်အလောင်းပါ။အိန္ဒိယနိုင်ငံအလယ်ပိုင်းမရယာပရာဒိရှ်ပြည်နယ်မှာဩဂုတ်လကတည်းကကိုရစ်ဆိုတဲ့စီးတမျိုးကိုတောင်းမီပြီးကလေးငယ်တွေဆက်လူဦးထက်မနေတင်းဆုံခဲ့ကြပါဗျ။အများစုဟာအသက်9နှစ်အရကလေးတွေဖြစ်ကြပါဗျ။ Sola my child caught a normal cold ကျွန်တော်ကလေးကတာမက်အေးမိတာပါစိတ်ကူစိတ်တိုက်တာလည်းမထူးကြတာနဲ့ကျွန်တော်တို့ဒေါက်တာဆိုနီစီကိုခေါ်သွားခဲ့ပါတယ် အဲ့ဒီမှာကိုရစ်ဆေးရုံကိုညှိုးပေးခဲ့လို့နှစ်ရက်တီတီတိုက်ပါတယ်။ခလေးကစပြီးအန်လာလို့ဆေးရုံတင်ခဲ့ပြီးသွေးသန့်စင်မှု6တိန်9တိန်လောက်လုပ်ခဲ့ရပါတယ်။နှစ်ပတ်မပြည့်ခင်မှာပဲကလေးကဆုံးသွားခဲ့ပါတယ်လို့ကလေးမိဘတအူကပြောဆိုပါတယ်။စရာဆန်ဆေးကုမ္ပဏီကထုတ်လုပ်တဲ့ဒီချောင်းဆိုးပျောက်ဆေးဟာအန်ရရှိတဲ့အစိတ်တင့်စေတဲ့ဓာတ်ရုပ်ပစ္စည်းတစ်မျိုးအန်ရရှိတဲ့အဆင့်ထိပါဝင်နေခဲ့တယ်လို့ဒေတာခန်ကျန်းမာရေးဌာနကပြောပါတယ်။တခြားပြည်နယ်အများပြားမှာ ဒီဆေးကိုပိတ်ပင်ထားပေမဲ့မဒီယာပရာတစ်ပြည်နယ်တဝန်းကဆေးဆိုင်တွေမှာဝယ်ယူရရှိနေစေဖြစ်ပါတယ် fact that the element diethylene glycol was in the syrup. အဖြေတွေကချောင်းဆိုးပြောက်စေးထဲမှာဒါအီတိုင်လင်းဂလိုက်ကိုဆိုတဲ့ဓာတ်ပစ္စည်းကခွင့်ပြုထားတဲ့ပမာဏထက် အများကြီးပါဝင်နေတာကြောင့်ကလေးတွေသေဆုံးပြရတာပါလို့ချင်းတဝါရာခရိုင်ရဲမှူးကြီးကပြောဆိုပါတယ်။ဒီဒါအီတိုင်လင်းဂလိုက်ကိုဟာ စက်မှုလုပ်ငန်းအုံထုတ်ကုန်တွေမှာအုံပြူတဲ့အစိတ်တင့်စေတဲ့ဓာတ်ပြော်ရည်တစ်မျိုးဖြစ်ပြီးပမာဏနည်းနည်းလေးတောက်သုံးမိရင်ကိုလူသေစေနိုင်ပါတယ်။ကလေးများစုကိုကုသပေးခဲ့တဲ့ဒေါက်တာပရာဗင်းဆိုနီကိုလည်းစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ဒီစည်းကိုထုတ်လုပ်ခဲ့တဲ့စရာဆန်ဟာလည်းစုံစမ်းစစ်ဆေးမှုခံယူနေရပါတယ်။ဒါပေမဲ့အမျက်ထွက်နေတဲ့မိဘတွေနဲ့ဒေတာခံတွေကတော့ အစကတည်းကဒီလိုဖြစ်ရမျိုးဘာကြောင့်ဖြစ်ရမလဲဆိုပြီးမေးခွန်းထုတ်နေကြပါတယ်။ The chief minister is saying that the drug has now been banned. ဒီနယ်ဝန်ကြီးချုပ်ကဒီဆေးကိုအခုပိတ်ပင်လိုက်ပြီလို့ပြောနေပါတယ်။တခြားပြည်နယ်တွေမှာပိတ်ပင်ထားတဲ့ဆေးကိုဘာကြောင့်မရီယာပရာဒိရှ်ပြည်နယ်မှာရရှိနေတာလဲ။ဆေးကိုအခုမှပိတ်ပင်လိုက်တာကအပြည့်မဟုတ်ပါဘူး။ပေဒူရီကိုအေးအေးယူပြီးပြီလေခရိုင်စည်းဝါထိန်ချုပ်ရေးမှုဗမာလဲကျမ်းမာရေးအရာရှိဗမာလဲလို့ဆန္ဒပြနေတဲ့အတိုက်ခံနိုင်ငံရေးသမားတို့ကပြောဆိုတာပါ အိန္ဒိယနိုင်ငံဟာကမ္ဘာဒုတိယအကြီးဆုံးဆေးဝါးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းအိန္ဒိယနိုင်ငံထုတ်ဆေးဝါးတွေဟာလူသေစေနိုင်တဲ့ဖြစ်တွေမကြာခဏကြုံတွေ့နေရတာကြောင့်စီစစ်မှုတွေလုပ်နေကြပါတယ်။ဒါပေမဲ့တာဝန်ခံမှုတာဝန်ယူမှုကင်းမဲ့နေစေဖြစ်တာကြောင့်ပုံမပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေကိုပြည်သူတွေကတောင်းဆိုနေကြပါတယ်ရှင်။